္ဂလာပါနော်တော်တော်များများသိချင်နေကြရတဲ့ ောက်တွေအားနည်းလာရင်ဖြစ်တတ်တဲ့လက္ခဏာတွေကဘာတွေလဲဆိုတာကိုဝီကပြောပြမှာဖြစ်ပါတယ်เนาะလူတွေတော်များများမှဆိုလို့ရှိရင်အသက်ရှင်နေဖို့အတွက်နှလုံးကအရေးကြီးတယ်လို့အဆောက်ကလည်းအရင်မှအရေးကြီးတယ်ပေါ့เนาะအခုနောက်ပိုင်းမှဆိုလို့ရှိရင်လူနေမှုပုံစံတွေပြောင်းလဲလာတယ်နှိမ့်ငမ်းမှုတွေလည်းပုံပြီးတော့များပြားလာတယ်ဒါကြောင့်မို့လို့ပန်းဝန်းကျင်အနေထားကြောင့်အဆက်ပြီးထိခိုက်နိုင်တယ်လည်းပုံပြီးတော့များလာတာပေါ့เนาะဒါကြောင့်မို့လို့အဆောက်ရောဂါတွေကြောင့်အသက်ရှုံးရှုံးရတာလည်းများလာတယ်ဒီနေ့အဆောက် ုတ်ယောဂတွေကိုကြိုတင်သိရှိနိုင်အောင်တာခွေပေးပို့လို့တဲ့ဒီပေးလက္ခဏာတွေပေါ့နော်ဝီရီကမျှဝေပြီးမှဖြစ်ပါတယ်နော်ကျေလို့ကိုကအဆုတ်ယောဂတွေခံစားနေရပြီးအဆုတ်တွေအားနည်းလာပြီးဆိုလို့ရှိရင်ဒီဒီပေးလက္ခဏာတွေခံစားရနိုင်တယ်အဲ့ဒါပါလဲဆိုလို့ရှိရင်အသက်ရှူရခက်တာတမမဟုတ်ရင်အသက်ရှူတာပြတ်တော့ပြတ်တော့ဖြစ်တာမျိုးတွေပေါ့နော်ပြင်းပြင်းထန်ထန်လေးကြည့်တာမျိုးတွေလမ်းတွေအကြကြီးရှောက်တာမျိုးတွေလှုပ်ရှားပြင်းထန်တာမျိုးတွေမရှိပဲနဲ့ပေါ့နော် အသက်ရှူတာပုံမှန်မဟုတ်ပဲအသက်ရှူရခက်တဲ့အနေအထားတွေအဆုတ်ကျမရေးကိုကိုကပြီးဆိုင်ပေးဖို့လိုအပ်နေပြီနော်တစ်ခုကကြတော့တက်ရှူနေပေမဲ့လည်းလီမောရတို့ခံစားရတာမျိုးတွေနှာခေါင်းပိတ်နေတို့မျိုးတွေဆိုလို့ရှိရင်ตาတွေကဆရာဝန်တွေနဲ့အရင်သွားပြီးတော့ပြသသိပါရယ်เนาะနာတာရှိချောင်းဆိုးနေတာမျိုးတွေချောင်းဆိုးရင်သွေးပါတာမျိုးတွေပေါ့เนาะချောင်းဆိုးတော့တလားကြော်ပြီးချောင်းဆိုးပျောက်ဆေးတွေလည်းတောက်တယ်ပြီးလို့ရှိရင်အိမ်တွင်းကုထုံးတွေလည်းလောက်ပေါ့เนาะဒါပေမဲ့မတက်တာဘူးအဆောက်တွေမှာကျမ်းမာရေ ထိခိုက်တာမျိုးတွေလည်းရှိတတ်တယ်။နောက်တစ်ခုမှဆိုလို့ရှိရင်ချောင်းထိုးလိုက်တဲ့အခါတိုးပါလာတာမျိုးတွေပေါ့နော်။ဒါကအဆောက်ကိုထိခိုက်နေတာသိကြတဲ့လက္ခဏာတစ်ခုလို့လည်းပြောလို့ရတာပေါ့နော်။တစ်ခုကကြတော့အမဲလို့လို့နေရင်နေရင်ဘက်အောင်နေတာမျိုးတွေပေါ့နော်။အချောင်းရင်းတစ်စုံတည်းရမရှိပဲနဲ့ချောင်းဆိုးလိုက်ရင်အသက်ရှူလိုက်ရင်ဘက်အောက်ကပိုဆိုးလာမယ်ဆိုလို့ရှိရင်အဆောက်ကျမကြီးကပြဿနာရှိနေတယ်ပေါ့နော်။ဒီလက္ခဏာတွေရှိပြီးတော့ကိုကိုယ်တိုင်စမ်းသပ်ကြည့်လိုက်ပါနော်။ကဲဒါဆိုလို့ရှိရင်ဝီတို့အဆောက်အားနေနေတယ်ဒီအဆောက်ကျမ ရေးတွေမကောင်းတော့ဘူးဆိုလို့ရှိရင်ဒါတွေကိုအားလုံးသိကြပြီလို့ထင်ပါတယ်နော်ဒါဆိုလို့ရှိရင်ဝီရိုရဲ့နောက်ထပ်ဗီဒီယိုတွေထပ်ပြီးတော့သိရှုနိုင်အောင်ဝီရိုရဲ့ channel လေးကို subscribe နဲ့ notification လေးနှိပ်ပေးသွားဖို့မမေ့ပါနဲ့နော်